အလုံးမဲ့မင်္ဂလာပါဒီနေ့ဧပြီလ24ရက်နေ့မှာတော့ပြည်သူအပေါ်အနစ်နာခံမှုစေတနာထားမှုမေတ္တာထားမှုနိုင်ငံရဲ့ဥဆောင်မှုတွေကိုဥဆောင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကအမေရိကန်အခြေစိုက်နော်ပြည်သူ့ဂုဏ်ရဲ့အသင်းကနေပြီးတော့ပြည်သူ့ဂုဏ်ရဲ့စုကိုနေပြီးတော့စုချင်းမြလိုက်တဲ့ဆိုတဲ့ဟာကိုတွေ့မှာဖြစ်တယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ကတော့စူပေါင်းကအများကြီးပဲယာနစ်ချီပြီးတော့ရတာဖြစ်တယ်အဲ့ဒီမှာတင်ပေါ်ကြောကြားဆုံးစုကတော့နိုဘယ်စုပဲဖြစ်တယ်နော်ဆိုတော့သူကတော့နိုဘယ်စုရှင်ဆိုတဲ့နာမည်တစ်လုံးနဲ့ ကုန်ပုတ်တလုံးနဲ့ရှိတဲ့အဲ့လူတယောက်ဖြစ်တယ်မိင္ကလေးတယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒါကမြန်မာနိုင်ငံမှာတကယ့်ဂုဏ်ရည်ကိုဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်မြန်မာနိုင်ငံမှာကျွန်တော်တို့နိုဘယ်ဆုရှင်တယောက်ရှိတယ်ဆိုတဲ့ဟာကိုကဘာကတိတာဖြစ်တယ်နောက်တစ်ခုကပြည်အခွန်နှစ်တသမခွန်နှစ်နော်လှုပ်ပြတဲ့နောက်ပိုင်းမှာနော်ဒီမန္တလေးတို့စကိုင်းတို့နေပြည်တော်တို့စသဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်တော်တော်ကိုပြည့်စုံဆုံးမှုတွေရှိတယ်လူကဆိုလို့ရှိရင်၄000နီးပါးနော်အသက်ဆုံးရှုံးမှုတွေရှိတယ် တော်တော်များလည်းပဲကျွန်တော်တို့ဒီမအလာဟာဆိုလို့ရှိရင်ရုရှားနဲ့ပေါင်းပြီးတော့နော်ကျွန်တော်တို့နိုင်ငံထက်မှာဆိုလို့ရှိရင်နျူကလ িয়ার ဓာတ်ပေါင်းဖို့ SDR ပေးတဲ့ဓာတ်ပေါင်းဖို့တခုနော်အဲ့ဒီဟာကိုဆောက်လုပ်ဖို့အတွက်ねလက်မှတ်ထိုးကြတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။နော်ရုရှားနေပြီးတော့ဆောက်ပေးမှဖြစ်တယ်။ဆိုတော့ဒီနေရာမှာပြန်ချက်တဲ့အခါမှာရုရှားကဒီမြန်မာနိုင်ငံကိုနှိပညာတွေရောင်းချတယ်ဆိုတာနော်တကယ်ဒီ nuclear လက်နက်တွေကိုထုတ်ဖို့အဆင့်တော့မဖြစ်နိုင်ဘူးเนาะအဲ့ဒီမှာသူတို့ပတ်စံရဖို့ တဲ့လောက်ပဲအရင်မှမဖြစ်စလောက်တဲ့လက်ပေါင်းဖို့တွေကျွန်တော်တို့ဆောက်လုပ်မှာဖြစ်တယ်ဒါပေမဲ့ NDA ရှိလာဆိုတော့လူတွေကတော့တော်တော် NDA ရှိတယ်ဆိုတော့ပုံစံမျိုးတုံ့တက်တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပုဂိုးတိုင်ရွှေကျင်းမြို့နေမှာဆိုလို့ရှိရင်တော့ကုန်းစိတ်စခန်းကိုနေပြီးတော့ KNLA နဲ့ဒီ PDF တွေပူပေါင်းတွေကနေပြီးတော့တင်ပိုက်လိုက်တယ်ဆိုတော့အဲ့ဒီနေရာတွေကကျွန်တော်တို့တမဟာခွနရဲ့နေမြေတွေဖြစ်တယ်ဆိုတော့တမဟာခွန KNU ရဲ့တမဟာခွနဟာဆိုလို့ရှိရင်တော်တော်ကိုနာမည်ကြီးခဲ့တယ်ဘာမှမတိုက်ဘူးဒီမာလာနဲ့ နော်ဒီပခုံးဖိုက်တဲ့အခွေဖြစ်တဲ့စသည်ဖြင့်ညာဖြင့်နော်တော်တော်ကိုနာမည်ကြီးခဲ့တဲ့ဒီတပ်မှာကိုနေဖြစ်တယ်ဆိုတော့ဒီနေ့ကတော့တော်တော်ထုဆက်မှုတွေရှိလာတယ်တော့စခန်းတွေတော်တော်များများကိုထင်လာတာကိုကျွန်တော်တို့တွေ့မှာဖြစ်တယ်ဘာဖြစ်ဆိုတော့မအလာလည်း NDK NU ရဲ့ဒီတပ်မှာခုနှစ်နေမြေမှာဒုံးတွေနဲ့အခြေချင်းပြေးတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒါကြောင့်လည်းပဲလမ်းခွဲပြီးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်တပ်မှာခုနှစ်နေမြေမှာဆိုလို့ရှိရင်စခန်းတွေကိုတော်တော်တင်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အခုကတော့ကွန်စိတ်စခန်းကိုနေပြီးတော့ တင်ပိုက်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဘီလန်မြေတို့တန်တို့ဆောက်လုံရေးတို့စသဖြင့်ဒီနည်းပစ္စည်းတွေကိုနေပြီးတော့နိုင်ငံခြားကအများကြီးတင်သွင်းရတယ်ဘာဖြစ်လဲဆိုတော့အခုမြန်မာနယ်ထုတ်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုဘီလန်မြေလိုတယ်တန်တွေလိုတယ်ဆောက်လုံရေးပစ္စည်းတွေလိုတယ်အဲ့ဒီပြင်ကျွန်တော်တို့လက်စကားအဲ့ဒီလက်စကားကိုနေပြီးတော့မြန်မာနိုင်ငံမှာတွင်းကုံအလုံးကိုမလာရဲ့သမီးသီရိသက်မုံကနေပြီးတော့ နော်အဲ့ဒီမှာအားလုံးကိုဒီသွင်းခွန်အားလုံးကိုချုပ်ကန်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။သူနဲ့ဆက်ဆက်တဲ့ company တွေကလည်းနော်အဲ့ဒီမှာသူရဲ့မိဖက် company တွေပေါ့နော်။ဆိုတော့သူတို့ကလည်းလုပ်ပိုင်ခွင့်ကိုရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ခုနကတင်တာအောင်လာပေါ့နော်။အောင်မှာပေါ့သူဆရာကြီးကနောက်သူ့အဖေကအဲ့ဒီမှာအကြီးဆိုတော့သူမှမလို့ရဲဘူးလေ။သူရှောက်ရအောင်ရတာပဲနော်။ဆိုတော့မြန်မာနိုင်ငံမှာအဲ့လိုမျိုးနိုင်ထက်စီနေမှုတွေစီပေါ်ရဲမှာရောလုံမှုရဲမှာရောပညာရဲမှာရောအကုန်ပါပဲ။ နော်တော့မြောက်လောက်တာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒါကထူးဆန်းမဟုတ်ဘူးเนาะထူးဆန်းမဟုတ်ဘူးကျွန်တော်တို့ဒီလူကြီးသားသမီးတွေကဒီလိုခွင့်ရမယ်ဆိုတာမြေပုတ်လက်ခတ်မလွဲပဲလူတိုင်းသိတဲ့အရာတွေဖြစ်တယ်ဆိုတော့ဒီနေ့သတင်းမီဒီယာတွေမှာလည်းကျွန်တော်တို့ highlight လုပ်ပြီးတော့ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့နိုင်ငံတော်မှာဆိုလို့ရှိရင်တော့စက္ကစအလင်းဝင်တာเนาะဒီနှစ်ပတ်အတွင်းမှာပဲ190နဲ့3ဦးဟာဆိုလို့ရှိရင်အလင်းဝင်နေဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။အဲ့ဒီမှာလက်နက်ချတွေလည်းလို့ပါတယ်။အလင်းဝင်နေလို့ပါတယ်။အဲ့ဒီမှာစစ်သုံးပိုင်းတွေပါတယ်။နောက်စသည်ဖြင့်ဒီနှစ်ပတ်အတွင်းမှာ190နဲ့3ယောက်ရှိရဲဆိုတဲ့ဟာကိုဒီဖက်က PDF ဖွင့်တယ်ကထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကစက္ကစဒီတပ်ပတရားနဲ့တိကနေပြီးတော့ကပ္ပစ21เนาะအဲ့ဒီဖက်ကနေပြီးတော့ထွက်လာတာနောက်ထွက်လာတာဒီစက္ကစရဲ့ လေတီလေတီကဆိုတော့အဲ့ဒီကနေပြန်တက်လာတယ်ပြန်တက်လာပြီးတော့သူတို့ပြစ်ခတ်လာ वा ဒီဘက်ကတော့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီဘက်ကတော်လိုင်းရောက်ဖွဲ့လာနေပြီးတော့အဲ့ဒီလေတီ၃စီးမှာဒီစီးကိုပြစ်ချနိုင်လဲဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီမကွေးတိုက်ပခုကူမျိုးနေမှာဖြစ်တယ်ဆိုတော့အဲ့ဒီလေတီကိုနေပြီးတော့ကျွန်တော်မီရှိုးဖြစ်စီလိုက်တဲ့ကျွန်တော်တို့တပ်ပုံတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်အဲ့ဒါကတော့လေတီဒီစီးကိုပြစ်ချနိုင်တယ်အဲ့ဒါကတမတ်တရားနဲ့တက်ကနေပြီးတော့တက်သွားတဲ့လေတီကိုပြစ်တာနော်ပြစ်တဲ့အခါကျတော့တယောက်ကတော့မန်ကီယာပြစ်သွားတယ်နောက်တစ်ခုကပခုတိုက်မင်းလှမျိုးနေဒီရန်ကုန်ကြည်လန်းအဲ့ဒီမှာဆိုလို့ရှိရင်ထမင်းဆိုင်ပါနော်ထမင်းစားရတယ်နော်ထမင်းစားရတယ် အဲ့ဒီမှာပြူစောတီအပါဝင်အဲ့ဒီစကဆတွေနော်စကဆကိုတကိုဝင်ပြီးတော့အဲ့ဒီမှာပြင်းလိုက်တာအောင်ရှစ်ဦးတည်သွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒါကတော့ဒီပြူစောတီနဲ့မလာတော့သားသမီးတွေသမင်းစားဖို့တော့မှကောင်းကောင်းလည်းမစားဘူးဆိုတဲ့ဟာကိုဒီတည်င်းကိုချစ်ချအဖြစ်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမလာဆိုလို့ရှိရင်မော်စကိုမြို့မှာကျင်းပမဲ့ဒီ တကယ်ကိုဇော်နီကိုဇော်နီရင်ပြင်မှာနေပြီးတော့အဲ့ဒီမှာသူရဲ့ဆေးရပြပွဲတူတို့လုံးမယ်နော်ဆေးရခန်းတော်လုံးမယ်လုံးတဲ့ခါကျတော့ဒီရုရှားနေပြီးတော့မလာကိုဖိတ်တယ်ဖိတ်တဲ့ခါကျတော့အဲ့ဒီမှာမလာကအဲ့ဒီရုရှားမျိုးတော်မော်စကိုမျိုးကိုသွားမယ်ဆိုတဲ့တည်င်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ရုရှားနိုင်ငံမှာမလာကိုဖိတ်ကြတာဒီနေ့ဘက်မှာဆိုလို့ရှိရင်နှစ်ချိန်ရှိပြီနော်နှစ်ချိန်ရှိပြီ သူပဲလို့လို့ဘာလို့လဲသွားအောင်မလားဘာလဲတော့မသိဘူးဆိုတော့သူတို့ရဲ့မိဖက်နိုင်ငံတွေပဲဆိုတော့အဒီနိုင်ငံတွေသွားလို့ရှိရင်တော့သူကတော့တကယ်လွတ်လွတ်ကပ်ကပ်မှာဘာမှပြဿနာမရှိဘူးနော်အင်တာပိုတို့ဘာလို့လဲဘာမှကြောက်စရာမလိုဘူးနော်အဲ့ဒီအာဂျင်တီးနားတရားရုံးတို့ဘာလို့ဘာမှကြူးဆိုင်စာမလိုဘူးဘာဖြစ်လို့ပြေဝကာပါပေးတယ်အဲ့ဒီနေရာတွေကဆိုတော့အဒီမှာသွားဖို့ရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်မှာဆိုလို့ရှိရင် MNDA ဟိုအပြည့်ရဲ့စေးဖို့အတွက်ကျွန်တော်တို့ဒီလုတ်ပြီးတော့ဒီဖက်ပါ TNLA ထိချုပ်ထားတဲ့နောင်ချုံမျိုးကိုအလုံးအင်းနဲ့ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့တဲ့တင်ကိုဒီနေ့တွေ့ရတယ်ဆိုတော့လာရှုံမျိုးကိုတော့ဒီ ီတရုတ်ကနေပြီးတော့စစ်ဆဲပေးလိုက်တယ်တရုတ်ကိုယ်တိုင်အဲ့ဒီမှာထိုင်လဲထိုင်ပြီးမှအဲ့ဒီမှာဆုံးချေးရဲ့အဖွဲ့လေးချတယ်နောက်အကုန်လုံးတရုတ်ကနေပြီးတော့စီမံခန့်ခွဲတယ်ဆိုတော့ MNDA တွေကလည်းခုနကပမာတွေဟိုသမ ्या တတ်ဒီ PDF တွေပမာ PDF တွေဟိုသမ ्या တတ်ဆိုတဲ့တည်င်းတွေကလည်း online မှာပေါ်လော့နေတာပဲ မပေါ်လို့နေတာပဲဆိုတော့ MND ကတော့တော်တော်ကိုပြက်ပြက်တက်သားလောက်တော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ပမာ PDF ဟိုတည်းအကုန်ဖတ်တယ်အခုဆိုဘောဟင်းတို့ဘာလို့ဆိုလို့ရှိရင်တော့အဲ့လိုပြောထားတာတွေ့ရတယ်ဆိုတော့ဒီရှမ်းမြောက်ကိုကြာတော့အမအလာကချစ်တလုံးနဲ့မဖောက်ပေးနဲ့ရတော့တယ်ဆိုတဲ့ဟာကိုเนาะသူတို့ဖက်ကလော်ဘီတွေကတော်တော်ကိုเนาะ ပြောနေရတယ်ပြောနေရတယ်ဆိုတော့တစ်ခါကကြည့်မယ်ဆိုတော့လေနော်ဘလိုပဲတိုက်တိုက်လက်နဲ့ပဲသွေးဆုံပြီးတော့ရတာပဲဖြစ်ဖြစ်အခုနောက်ကနိုင်ငံရေးအရာအခုဆိုတော့မလာကဒီလာရှုံမျိုးရတာနိုင်ငံရေးအရာပေါ့နော်နိုင်ငံရေးကစားကွဲနဲ့ကစားပြီးတော့သူ့ကိုနိုင်တဲ့လူနဲ့ပေါင်းပြီးတော့အခုနောက်တရုံနဲ့လှုပ်လိုက်တယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ပါဘလိုပဲဖြစ်ဖြစ်ပါလာရှုံမျိုးကိုတိုက်လို့ပဲရရသွေးမြေချလို့ပဲရရရချင်တဲ့ပုံစံမျိုးနဲ့ရဒါပေမဲ့မလာရတော့တယ်ဆိုတာတော့ ဖြစ်ရမှာပဲเนาะဖြစ်ရမှာပဲအခုတော့နိုင်ငံရေးနီးနဲ့လုံးဝသိမြင်တစ်ဆက်မှမကြအောင်เนาะအဲ့ဒီလာရှော့မျိုးကိုထိန်းထားနိုင်တယ်ဆိုတာအဲ့ဒါကလာရှော့မျိုးကိုပြန်ရနိုင်တယ်ဆိုတာအဲ့ဒါကတကယ်နိုင်ငံရေးမှာကြီးကြီးမားမားအောင်မြင်မှုနဲ့ကျွန်တော်တို့တွေ့ရနိုင်မယ်အဲ့ဒါကတော့မာလာ ဘလောက်အဆုံးရှိပြီဆိုတဲ့ဟာကိုအဲ့ဒီမှာတွေ့ရနိုင်မယ်။သွင်းမြင့်တစ်ဆက်မှကြားစရာမလိုဘူး။တနေ့တစ်ချက်မှဖောက်စရာမလိုဘူး။လာရှုံမျိုးကိုရသွားတယ်။ဆိုတော့ဒီဖက်ကတိုက်တာလက်နဲ့ချီပြီးတိုက်တယ်။သွင်းမြင့်တွေအများကြီးခင်းလိုက်ရတယ်။အဲ့ဒါမှရတဲ့ဟာကိုမအလတ်တနေ့တစ်ချက်မှမဖောက်ဘူးနဲ့ရတယ်ဆိုတာကနော်အဲ့ဒီမှာနိုင်ငံရေးမှာဆိုလို့ရှိရင်ဒီ NUG ကိုအလေးထိုးနိုင်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဒီအချင်းရာကိုချစ်ချင်းအပြင်။နောက်တစ်ခုက Thai Mesa မှာဆိုလို့ရှိရင်တော့ Mesa ကနေပြီးတော့ဟုတ်ထိုက်ဖက်ကိုဝင်တာပေါ့နော်။အဲ့ဒီမှာစမုတ်စခွန်ခရိုင်ကိုနေပြီးတော့ဝင်တာခိုးဝင်တာ မြန်မာပြည်သားတရားမဝင်အလုပ်သမားနော်30နော်အဲ့ဒီမှာသူတို့ကားထဲမှာစီးလာတဲ့ကားနဲ့စီးရတာကိုမောင်းလာတယ်မြန်မာပြည်သားဖြစ်တဲ့ဆိုတော့အဲ့ဒီမောင်းတဲ့မြန်မာပြည်သားနေရာကိုလည်းဖမ်းလို့ရတယ်အခုနောက်ကဒီတရားမဝင်ခိုးပြီးတော့ဒီကားထဲမှာတင်ပြီးတော့နော်အယောက်30ကိုလည်းဖမ်းလို့ရတယ်နော်အဲ့ဒါကနေပြီးတော့ထိုင်းနိုင်ငံမက်ဆောက်ကနေပြီးတော့တဆင့်စမုံစခုံခရိုင်ကိုနေပြီးတော့ခိုးပြီးတော့သွင်းတာအဲ့ဒါကိုနေပြီးတော့ထိုင်းရဲကနေပြီးတော့ ဟမ်းမိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့မှာဖြစ်တယ်ဆိုတော့ဒီနေ့ April 24ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ